အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်ဆစ်ဆက်သေးနေဆိုတာဟာနော်ရသဗျာတောင်းသက်ဆစ်ဆက်ပဲနေရဒီပင်နေဆိုတာမသိသေးလို့ကုသကောင်းမှုလုပ်နိုင်တာဖြစ်တယ်အဲအရိလည်းဆုံယူသွားပြီနော်အယုတ်စင်နေလည်းဆုံယူသွားတယ်ဟိုကျင်တရားရဲ့တတ်ဟိုခံနေရပြီအပ္ပန်တောင်းမှပြောရသလိုပြောလို့မရဘူးပျက်စီးလာတယ် အဲ့တော့ဘဝဆိုတာအကောင်ပိုင်းတွေကရှိပါတယ်။နောက်ပိုင်းမှာအဆုပိုင်း။အဲ့ဒီအကောင်ပိုင်းတော့မှတောကြာနေပကောင်ဖြစ်လိုက်။တောကြာပါယောဂဖြစ်လိုက်၊ညာယောဂဖြစ်လိုက်နေ။လူ့ဘဝကြီးဟာချမ်းသာတယ်ဆိုတာလုံးဝနေပါလေ။ဒီလိုနေတော့လည်းပဲသူတွေဘာကြောင့်ပြောနေသလဲ။အဆိုးတွေ မိထားပြီးတော့အကောင်းကိုမျောပြီးတော့ပြောနေကြမှာဖြစ်တယ်နော်ဒီမကောင်းတဲ့သူကလည်းဒီကောင်းမဲ့အချိန်ကိုမျောတယ်အစင်မပြေတဲ့သူကလည်းအစင်ပြေမဲ့အချိန်ကိုမျောနေတယ်အဲ့ဒီမျောလေးချက်လေးကြောင့်မို့လို့ဘဝမှာရက်နေနေကြတယ်တိုးတိုးဘဝကြီးကတဖြည်းဖြည်းဥပင်ယူရင်းပြည့်ရလာတာဖြစ်တယ်